Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါတယ်အဲဒီနေ့ကတော့ကျွန်တော်ပါပြောချင်လဲဆိုတော့ဒီပြီးခဲ့တဲ့နှစ်ပတ်လောက်တော့ပေါ့နော်ကျွန်တော်ဒီဆိုင်လေးပြေးပြီးမှကျွန်တော်တောင်ကြီးဖက်ကိုကျွန်တော်တွားလေတာပေါ့နော်အဲကျွန်တော်တွားလေတဲ့ချိန်တော့တော်ပါသေးတယ်ပေါ့နော်အဲချိန်တော့ဆိုရင်ဗီဒီယိုတွေတိတ်မဖမ်းနေဘူးနော်ဒီမစစ်တာတော့မဟုတ်ဘူးစစ်တော့စစ်တယ်ဒါပေမဲ့အဲအခုအချိန်နေလောက်ထိတို့မဖမ်းနေဘူးပေါ့နော်အဲ အခုဆိုရင်တော့တော်တော်လေးကိုဖမ်းနေပြီလို့တော့ကြားလာပါတော့ဟုတ်ပြီကျွန်တော်အဲ့ချိန်တော့ကျွန်တော်တောင်ကြီးကိုကျွန်တော်ဆိုင်ခုနှစ်ရက်လောက်ပိတ်ပြီးမှကျွန်တော်တောင်ကြီးဘက်ကိုကျွန်တော်အဲတွားလေတာပါတော့ဒီဆိုင်ရကလေးတွေနဲ့အလေခီးပါတော့အဲ့လိုမျိုးတောင်ကြီးကိုတွားလေပါတယ်အဲပြီးတော့ကျွန်တော်ဒီပြန်လာတော့ဆိုင်ပြန်လာဖွင့်တာပါတော့ဆိုင်ပြန်လာဖွင့်တော့ဘာဖြစ်လဲဆိုတော့ ဒီတချို့ customer တွေကပေါ့နော်ဆိုင်ဖွင့်နေရမှာပေါ့နော်တချို့ customer တွေကလာပြောကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုင်တွေပိတ်ကြတာလဲပေါ့နော်အဲနင်တို့ပယ်သွားကြတာလဲပေါ့နော်အဲ့လိုမျိုးတွေအဲလာလာမေးကြတာပေါ့နော်ကျွန်တော်လည်းအမှန်တိုင်းဖြေပေးလိုက်တာပေါ့နော်ဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်နဲ့ customer ကြားပေါ့နော်အဲ့လိုမျိုးပါမှာ ီဖုံးကွယ်တာမရှိဘူးเนาะဖုံးကွယ်တာမရှိဘူး customer လဲသူတိချင်တာကိုသူမေးတယ်ကိုကလည်းသူတိချင်တဲ့ဟာကိုအမှန်တိုင်းဖြေပေးတာဗောနော်အဲတချို့ဒီလူတွေရှိတာဗောနော်ကိုယ့်ရဲ့အကြောင်းကိုယ့်ရဲ့ကိစ္စတွေဆိုရင်သူများကိုတိတ်မတိစေချင်ဘောနော်ဒါကဘယ်လိုပြောချင်လဲဆိုတော့သူ customer နဲ့ကျွန်တော်ရဲ့ခြားကဒီရင်းနှီးတယ်ဆိုတော့ဒီပေါ်ကိုပြလာပဲဖြစ်တာဗောနော်ဒီ customer နဲ့ကိုယ်နဲ့ခြားဒီအဲ ရင်းနှီးမှုကိုတိဆောက်တော့ဗောနော်အဲတချို့ customer တွေကလာပြောကြတာဗောနော်နင်းတို့ဆိုင်ကဘာဖြစ်လို့အကြိုက်ပိတ်တာလဲဗောနော်အဲ့လိုမျိုးတွေလည်းလာမေးကြဗောနော်အဲနင်းတို့ဆိုင်ကမှဒီဝဲလို့ကောင်းတယ်ဗောနော်ဝဲလို့ကောင်းတဲ့အတွက်ဗောနော်ဒီလိုမျိုးအကြိုက်ပိတ်တာငါတို့အတွက်အဆင်မပြေဗောနော်အဲ့လိုမျိုးတွေလာပြောကြတဲ့သူတွေလည်းအဲရှိတယ်ဗောနော်အာနောက်ပြီးတစ်ခုကဒီတချို့ဆိုရင်ဗောနော်ဒီငါတို့ကလေးတွေကဗောနော်နင်းတို့ဆိုင်ပိတ်တော့ဒီတခြားဆိုင်မှာတော့ဝယ်ရတာ အဲသူတို့မဝယ်တတ်တော့ဘူးเนาะအဲ့လိုမျိုးတွေလည်းကြားရတယ်အမျိုးမျိုးပေါ့เนาะသူတို့ message တွေပေးကြတယ်ပေါ့เนาะဒါတော့ကျွန်တော်ပြောချင်တာကဒီ sign the sign ဆိုတာပေါ့เนาะဒီလိုမျိုး customer နဲ့ကိုယ်နဲ့ကြားဒီရင်းနှီးမှုကိုအဲတိဆောက်ရမှာပေါ့เนาะဘာဖြစ်လို့အဲ့မျိုးတိဆောက်ရလဲဆိုတော့အဲကိုယ်ဆိုင်ကဒီ customer အပေါ်မှာပေါ့เนาะတန်ဖိုးရှိတဲ့ဆိုင်လေးဖြစ်အောင်ပေါ့เนาะအဲ့လိုမျိုးတိဆောက်ပါလို့ကျွန်တော်ပြောချင်တာပေါ့เนาะတကယ်လို့ကိုက customer အပေါ်မှာဗောနော်ကိုယ့်ရဲ့ customer အပေါ်မှာအဲဘလောက်မှတန်ဖိုးမရှိဘူးဆိုရင်ဒီလိုမျိုးဒီမိခွန်းတွေဒီလိုမျိုးလာပြောချမှာမဟုတ်ဘူးဗောနော်ကျွန်တော်တော့အဲ့လိုမျိုးအယုံကြည်တာဗောနော်ဒါပေမဲ့တစ်ဖက်မှာလည်းတို့ဒီလိုမျိုးလာပြောတာကျွန်တော်အတွက်မှာလည်းဗောနော်ဒီတာဝန်ကြီးတစ်ခုအနေနဲ့ရှိနေပြီလို့ကျွန်တော် အဲမှတ်ယူတာပေါ့နော်အဲ့ဒီတာဝန်ကတော့ဒီကိုယ့်ရဲ့ခုရောက်နေတဲ့ level လေးကိုဒီလိုမျိုးအဆင့်ကျမတော့အောင်ပေါ့နော်ကိုယ်မှာထိန်းသိမ်းထားဖို့ကိုယ်မှာတာဝန်ရှိတာပေါ့နော်အဲကြောင့်မလို့ဒီလုပ်ငန်းလေးတစ်ခုအောင်မြင်ဖို့အတွက်ပေါ့နော်အချိန်ယူရပါတယ်ကျွန်တော်ပြောချင်တာကတော့ကိုယ့်ရဲ့အောင်မြင်မှုလေးကိုပေါ့နော်ဒီလိုမျိုးရည်ရှိအဲဖြစ်နိုင်အောင်ထိန်းထားဖို့အတွက်ပေါ့နော်ကိုယ်မှာတာဝန်ရှိနေပြီပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲအကျိုးတစုံများရရှိမယ်လို့ မျှော်လင့်ပါတယ်ဗောနော်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you in the next video bye bye